မင်္ဂလာရှိသောချိန်ခါလေးဖြစ်ပါစေခင်ဗျာဒီနေ့မှာတော့ပရိသတ်ကြီးတို့ကစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဖြည့်ရမှန်ဇလံကောင်းလေးတစ်ပုဒ်ကိုနားဆင်ရမှာပဲဖြစ်ပါရယ်ဗျာဇလံလေးမနားဆင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါရယ်ဗျာဒါဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုအခုပဲစလိုက်ကြရအောင်ပါ Nowadays ဆိုတာကိုလူတွေကခဏခဏပြောကြတယ်ဗျဒါပေမဲ့တကယ်ကြုံခဲ့လားဆိုရင်တော့မကြုံဘူးကြဘူးလို့ပြောလိုက်ဒါပေမဲ့ကျုပ်ကတော့နှစ်ဖွဲ့တာကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်သူ ဒီအကြောင်းလေးကိုခင်ဗျားတို့သိအောင်ကျုပ်ပြောပြခြင်းအဲ့ဒီတုန်းကလေကျုပ်ကဆယ်နှစ်သားလောက်ပါပဲအဖွားကကျုပ်ကိုရှင်းပြပေးခြင်းဒါပေမဲ့မတတ်နိုင်ဘူးပေါ့အဖွားချန်က၄-၅ဧကလောက်ကြည့်ချန်ထဲမှာအသီးပင်စားပင်တွေအစုံအစိုက်ပြီးတော့အဲ့ဒီကထွက်တဲ့သီးနှံတွေကို ဖားလို့ဈေးမှာတက်ရောင်းပြောရရင်တော့ဈေးတယ်ပေါ့ဈေးရောင်းရတဲ့ငွေဟာကျုပ်တို့မြေးဖွားအတွက်စားလောက်ပြီးမြင့်အလူတန်းလို့ကိုရှင်းပြဖို့လောက်တီတော့စူးစောင်းမိတာမရှိဘူး ကျုပ်ကိုရှင်ပြုတ်ပေးမယ်ဆိုပြီးတော့ပတ်စံလေးစူးလိုက်။ကျဲမကြီးကိစ္စဖြစ်လို့ကုံသွန်းလိုက်။နောက်တစ်ခါပတ်စံစူးလိုက်အကြောင်းတစ်ခုနဲ့ကုံသွန်းလိုက်ဆိုတာကြီးပဲ။နောက်ဆုံးတော့အဖွားဆော့ကထုတ်မေးရ။ကရင်မကြီးနင်မီးကိုရှင်မပြုတ်ပေးဘူးလားတဲ့။ဒီရွယ်ဆိုရင်တင်ငန်းနိုင်တပိတ်နိုင်နေပါပြီတဲ့။အဖွားကတော့ပြုတ်ပေးချင်တာပေါ့။ဒါပေမဲ့အလူလို့ဖို့စူးမိစောင်းမိမရှိသေးဘူး။တင်ငန်းပေးခရာဖို့လည်းမတက်နိုင်သေးဘူးဆိုတာနဲ့အဖွားဆော့ကတင်ငန်းတွေပါတယ်သူလှူပါမယ်။အလူအတွက်လည်းသူစိုက်ထုတ်ပေးပါမယ်။ ငလင်းလေးကိုရှင်ပြူပေးလိုက်ပါလို့ထုတ်ပြောချက်အဖွားဆိုရင်တော်တော်ပျော်သွားတာဗျကျိုးဆိုရင်တော့ဘာပြောကောင်းမလဲဗျအဖွားစောကိုဖက်ဖက်ပြီးတော့နမ်းပြစ်ထဲလိုက်တယ်အခုခေတ်ကလေးတွေကတော့ရှင်ပြူတာဘာညာကိုစိတ်ထဲသိထားတော့တာမဟုတ်ပေမယ့်ကျိုးတို့တုန်းကတော့ဒီကောင်ရှင်မပြူရသေးဘူးဆိုရင်မျက်နှာငယ်ရတယ်ဗျယောက်ျားလေးဆိုတာရှင်ပြုတ်ပြီးမှထွားလာတယ်လို့ပြောကြသေးတယ်။ကြောင်းတက်ရင်ရွယ်တူတွေကြီးတဲ့တက်ရတာဆိုတော့ကျင်းနေတဲ့ငယ်ချင်းတွေကကြိုအခုလိုညက်စီလေးဖြစ်နေတာရှင်မပြုတ်သေးရလို့ဆိုပြီးတော့ဝိုင်းပြောတယ် ကျုပ်လေးဘယ်ခံခြင်းမလဲဗျာမင်းတို့သားနေစမ်းမှာငါရှင်ပြုတ်ပြီးရင်မင်းတို့လိုဂုံးဘူးမစည်းပဲနဲ့မြင်းစည်းပြီးတော့ရှင်လောင်လှဲ့မှာကွာလို့ဒီကောင်းလေးမခံခြင်းအောင်ပြန်ပြောထဲလိုက်ရအခုတော့အဖွားစောကကျုပ်ကိုရှင်ပြုတ်ပြီးတော့မင်းဗျာကျုပ်တို့ဖားတို့ရွာမှာဘုန်းကြီးကျောင်း၅ကျောင်းရှိနှွေရသည်ကျောင်းပေးရဆိုရင် အဖွားကကျုပ်ကိုဆွေပြီးအေးဘုန်းကြီးကျောင်းတိုင်းလို့ခေါ်တယ်ဘုန်းကြီးကျောင်းမှာအပ်ပေးထားတယ်အဖွားနဲ့ဦးစင်းတွေကလည်းရင်းနှီးနေတယ်ဆိုတော့ပြောရရင်ဘုန်းကြီးကျောင်းသားလောက်ခိုင်းနေဆိုပါတော့ မနက်ခင်းဦးစင်းတွေအာယုံစွန်းစားပြီးလောက်တာနဲ့ကျုပ်တို့လိုចောင်းသားလေးတွေကဘုန်းကြီးចောင်းသွားတက်ရတာပါပဲပြီးရင်တော့ဦးစင်းတွေရာထဲစွန့်ခံကြွားတဲ့အခါမှာလုတ်ကိုင်းကူညီပေးရဦးစင်းတွေစွန်းစားပြီးတာနဲ့ကျန်တဲ့စွန့်ကြံတွေကိုကျုပ်တို့ចောင်းသားလေးတွေစားတော့ကြပြီးရင်ဦးစင်းတွေကကျုပ်တို့ကိုဖះစာတွေတင်ပေးကြကျုပ်ကရှင်းနေကိုရင်ဝတ်မှာဆိုတော့ဖះတောင်းတွေဘာတွေជိုးပြီးတော့တင်ထားပေးတာပေါ့ညနေကျရင်တော့ရွာထဲပြန်အိတ်တာကတော့အိမ်မှာပြန်အိတ်ပေါ့ကျုပ်လိုចောင်းသားလေးတွေက၃-၄ယောက်လောက်ပဲရှိပါတယ် တရက်တော့ကျုပ်အိယာထားနောက်ကျသွားတယ်ဗျ။နောက်ကျနေပြီဆိုတာသိသိချင်းပဲမျက်နှာအစ်ပြီးတော့ဘုန်းကြီးเจ้าကိုပြေးရ။ကျုပ်ရောက်တော့ဦးစင်းတွေကစွန့်ခံထွက်ဖို့တောင်ပြင်ဆင်နေကြ။ဒါနဲ့ပဲဦးစင်းတွေနဲ့အတူတူစွန့်ခံထွက်ရ။တမနယ်လုံးဘာမှမစားရသေးတဲ့ပြင်အခုရွာကိုပတ်ပြီးတော့စွန့်ခံလိုက်ရတယ်ဆိုတော့ပိုက်ထဲကတကွီကွီနဲ့စားလာတာဗျ။ကျုပ်တို့ရွာတီနေပုံကလေအရှိနဲ့နောင်ရွာတန်းရှည်ကြီးဆိုတော့တွားရတာလေတမျိုးတခေါ်ကြီးပါပဲအဲဒီလိုစွန့်ခံထွက်ရင်းနဲ့ရွာထိပ်ကိုရောက်တော့ ဗိမုတ်တဲ့တော်ကြီးကကျုပ်ကိုခေါ်ပြီးတော့ဗိမုတ်သုံးခုလှူလိုက်တယ်ဗျဒီလိုလှူတာကိုလည်းကျုပ်တယောက်ထဲသာသိစွန်းကန်ထွက်ရင်ဦးစင်းတွေကရှေ့ကနေအတန်းလိုက်ကြွားပြီးတော့အလူခန့်နေသမင်းတွေဟင်းတွေခြိုင်းတွေကိုကျုပ်တို့လိုအနောက်ကလိုက်တယ်ចောင်းသားလေးတွေကလှည့်ထည့်ပြီးတော့ယူရလौဒါကိုင်းနာနေတဲ့လူနဲ့တွေ့ရင်တော့ចောင်းသားလေးတွေအနောက်မှာပြော့ပြီးတော့ကြံနေခဲ့တယ်ဗျနောက်တော့မှဦးစင်းတွေအနောက်ကိုပြေးလိုက်တာပေါ့အဲ့ဒီနေကလည်းအဲ့ဒီလိုပဲဗျဦးစင်းတွေနဲ့တခြားចောင်းသားလေးတွေကခက်လန်းလန်းကိုရောက်နေတယ် ကျုပ်တယောက်တည်းပဲအနောက်မှာပြက်ကျန်နေခဲ့ဗိမှုတဲကြီးကလည်းဘာစီကူပေါက်တယ်မသိပါဘူးအရှိကဥစဉ်တွေဖြတ်တော့မလူပဲနဲ့ကျုပ်ကအခုမှလာလူတာဗျကျုပ်ကဗိုက်စာနေတဲ့ကောင်းဆိုတော့မတွေးသင့်တဲ့အတွေ့တွေးလိုက်မိငယ်ကလည်းငယ်သေးတာကိုဗျဒီဗိမှုတွေလူလိုက်တာကိုဘယ်သူမှမသိဘူးဒီတော့ဘယ်သူမှမပြောဘဲနဲ့ငါတယောက်တည်းဖွက်စားမယ်ဆိုပြီးတော့ကျွကျွအိမ်ထဲထုတ်ထားတဲ့ဗိမှုသုံးချက်ကိုကပုံစာနဲ့ထည့်ပြီးတော့ဖွက်ထားလိုက်ကပုံစာကလည်းကြီးတယ်ဗျစွန့်ခံလိုက်ရင်ပစိုးတူတူဝေထားတယ်ဆိုတော့ ခပုတ်စားကအပေါ်မှာအတော်ထွက်နေတယ်မဟုတ်လားဘိန်းမိုးကလည်းအသိမကြီးပါဘူးဗျာလက်တော်ဝါးလောက်ရှိတယ်ဆိုတော့ဖွဲ့ရပြူရတာအတော်ပဲပေါ့ဒီလိုနဲ့ဘသူမှမပြောဘဲနဲ့စွန့်ကန်ဆက်လိုက်လာခဲ့ဘိုက်ကလည်းစားခပုတ်စားတွေကမြေပဲတွေအုံသီးဇံတွေဖြူထားတယ်ဘိန်းမိုးပူပူကိုလည်းသိစားချင်နေတာပေါ့ကျုပ်ပြေအကြောင်းကိုသာအမြန်ဆုံးရအောင်ပြေပြေးလိုက်ချင်းစွန့်ကန်ကပြန်ကြတော့ကျုပ်ကမောဖြစ်တယ်လို့ပါလို့လို့နဲ့တခြားเจ้าသားတွေလက်မှာသာသနာဘိမှန်ကြီးစီကိုချွတ်လာခဲလိုက် သာသနာပိမန်ကသုံးထက်ရှိတယ်ဗျ။ဘုန်းကြီးเจ้าထဲမှာဆောက်ထားတယ်။တော်ယုံတန်ယုံဆိုရင်တော့ခတ်ထားတာများနေဗျ။အလူပွဲတွေဘာတွေရှိမှသာသနာပိမန်ကိုဖွင့်ပြီးတော့လှုပ်ချတာမျိုး။ကျုပ်သာသနာပိမန်စီကိုလာခဲ့ရတာကအဲ့ဒီမှာလူရှင်းနေဗျ။သာသနာပိမန်ဆောင်းနေမှာဆောက်လို့ရပစ္စည်းတွေအလူတန်းလို့ရင်သုံးနေတင်မုန်းကြီးတွေနဲ့ပစ္စည်းပစ္စယတွေထည့်ထားတယ်။မသိရင်တော့စတိုခန်းလိုပဲဗျ။မောင်ကလည်းမောင်းနေ။ကျုပ်ကလည်းအကျန်သမားဆိုတော့ရေဘူးလေးတစ်ပုဒ်ယူပြီးတော့ဗိမာန်အောက်ကိုဝင်လာခဲ့။ ။တင်မိုးကြီးတွေအနားမှာထိုင်းလာရင်းနဲ့ဘိမှုတွေကိုထုတ်စားလိုက်။ငတ်နေလို့လားတော့မသိဘူးစားလို့ကောင်းချက်ပဲဗျာ။သုံးချက်စလုံးစားပြီးတော့ရေတဝါတောက်ချလိုက်တာ။ဘိုက်ကိုကားနေရောပဲ။မိုးကလည်းမိုး၊ဘိုက်ကလည်းအင့်သွားပြီးဆိုတော့မျက်လုံးတွေမေ့စင်းကြလာတယ်ဗျ။စွန်းစားချိန်မတိုင်းခင်ထိတမေးလောက်တော့မေးလိုက်ဦးမှာဆိုပြီးတော့မေးလိုက်မိ။ကြုံမေးနေရင်လည်းကြုံနာထဲမှာခြေတံတွေကြားရတယ်။တရှက်ရှက်နဲ့လျှောက်လာတဲ့ခြေတံကကျုပ်အနားမှာရက်သွားတယ်။အစားကတော့ဥစဉ်တပါးပါလာတဲ့ထင်တယ်။ အဲ့ဒီလူကကျုပ်ကိုလှုံ့နှိုးလိုက်တော့မှကျုပ်လန့်လို့သွားမိသေးသေးချာချာကြီးလိုက်တော့ဒီလူကကရင်ကြီးတယောက်ဖြစ်နေအပေါ်ကကရင်အင်ကြီးဝတ်ပြီးတော့အောက်ပိုင်းကလည်းကရင်ပစိုးတစ်ထည်ကိုခတ်တို့တို့ဝတ်ထားသည်ဘဝဖိုင်ဖိုင်နဲ့လူကြီးတယောက်ပေါ့ဗျာဟေးကောင်လေးထားစမ်းမင်းဒီမှာဘာဖြစ်လို့လာအိတ်နေတာကျုပ်ကပြောရမှမသိဘူးဗျဒီလူကြီးကလာငါနဲ့လိုက်ခဲ့ဆိုပြီးတော့အခြေကနေဥဆောင်ရှောက်သွားတယ်သူခေါ်တာဆိုတော့ကျုပ်လေးအနောက်ကနေလိုက်သွားမိတယ်ဗျာ လိုက်သွားရင်လည်းသာသနာပိမှန်တွေကနေတော်တော်လှန်လှန်ရောက်တော့အရှိမကရင်ရွာကြီးတို့ရွာကိုတွေ့လိုက်ရ။ဘာဖြစ်လို့ကရင်ရွာလို့ပြောရတယ်လဲဆိုရင်ရွာထဲမှာစောက်ထားတဲ့အိမ်တွေကကရင်အိမ်ပုံစံတွေကြီးပဲ။ရွာထဲသွားလာနေကြတဲ့လူတွေအကုန်လုံးကလေကရင်ရိုးရာတင်နိုင်အိမ်ကြီးတွေပစိုးထမင်းတွေဝှက်လို့ပြ။ကျုံဝင်တော့ကိုလဲကြည့်လိုက်တော့သာသနာပိမှန်လေးမရှိတော့တယ်လို့ကျို့တို့ရွာလေးလည်းမရှိတော့ကျို့ဘလူမကိုမစင်စားတတ်တော့ဒီချိန်ဒီကရင်ကြီးနောက်ကိုလိုက်နေမိတော့မယ ကလန်းလန်းကိုရောက်တော့စံချောင်းလေးတစ်ခုကိုတွေ့ရစံချောင်းလေးကအသိမကျေဘူးရေအနက်ကလည်းခါးလေလောက်ပဲရှိစံချောင်းဟိုဘက်ဒီဘက်ကိုဝါဒဒါလေးတစ်ခုကို ထိုးထားတယ်ခြေရင်းပြေဝါပိုးဝါသုံးလုံးလောက်ကိုတန်းစီပြီးတော့ခင်းထားတာဗျဟိုလူကြီးကဝါဒဒါကိုဖျက်ချသွားတာနဲ့ကျုပ်လည်းလိုက်ဖျက်ထည့်လိုက်တာဒဒါလေးကခနော်ခနေနေဆိုတော့နင်းလိုက်တိုင်းတကြီကြီးနဲ့ဣကြသွားလိုက်တာလူတစ်ကိုယ်လုံးဒဒါပေါ်ကပြုတ်ကျသွားမှကြောက်နေရတယ် တရားကိုလည်းဖြတ်ပြီးရောကျိုးတကောလုံးစောင်းတွင်းကြီးရောက်သွားတယ်လို့ချမ်းစိန်တက်သွားတယ်။အချိန်ကလည်းညနေဆောင်လိုအချိန်မျိုးပြ။တရားကိုကူးပြီးတော့မှကရင်ရွာကြီးကထင်းထင်းရှားရှားပေါ်လာတယ်။ရွာမှာရှိတဲ့လူတွေကလည်းဝေကောင်းစားနာတွေဝတ်ပြီးတော့သွားလာနေကြ။ကျုပ်ကိုမြင်တော့အထူးဆန်းနေနှုတ်ဆက်ကြ။ကျုပ်ကိုခေါ်လာခဲ့တဲ့ကရင်ကြီးကလည်းကျုပ်အကြောင်းတွေမေးတယ်ဗျ။မေးတာကတော့ကရင်လိုမေးတာပါ။ကျုပ်ကလည်းကရင်လိုနည်းနည်းပါးပါးတက်တယ်ဆိုတော့သူတို့ဘာတွေပြောသလဲဆိုတာသိနေတယ်။ ျုပ်ကိုရွာထိတ်မှာအိတ်နေတာတွေ့လို့ခေါ်လာခဲ့တာလို့ပြောတယ်။ကျုပ်စိတ်ထဲမှာတော့ငါကသာသနာပိတ်မှန်တယ်အိတ်နေတာပါ။ဘလို့လို့ကရင်ရွာထိတ်ကိုရောက်သွားတာလဲဆိုပြီးတော့အံ့ဩနေမိ။ကျုပ်ကရင်လိုတက်တာအဖွားကြောင့်ဗျ။အဖွားကကရင်တော့မဟုတ်ဘူး။ဒါပေမဲ့ဂျပန်ခေတ်မှာငငယ်ရွယ်ရွယ်နဲ့မိဘတွေဆုံးသွားတော့ကရင်မကြီးတယောက်ကအဖွားကိုမွေးစားလိုက်တာဗျ။အဖွားကရက်ပူပူအသားဖြူဖြူနေဆိုတော့ကရင်မနဲ့တူတယ်။အဖွားကိုရွာကားလူတွေကမက်ကရင်မလို့ပဲခေါ်ကြတာများတယ်။ ကျုပ်ကအဖေမိထဲဆိုင်ရင်အဖွားလက်ပေါ်မှာပဲကြည်ပြင်းလာခဲ့ရတဲ့လူဆိုတော့အဖွားပြောတဲ့ကရင်စကားတွေကြားရင်တော်တော်တန်တန်ပြောတတ်တယ်။နားလေတာကတော့လုံးစိပတ်စိနှီးပါနားလေတယ်ပေါ့ဗျာ။အခုလေကရင်ကြီးတွေကကရင်လိုပြောနေကြတာကိုကျုပ်အကုန်နားလေ။သူတို့ကပြောရဆိုရင်တော့ကျွားမှာပျော်ပွဲရှင်ပွဲတကူလုပ်နေကြတယ်ဆိုပြီးဟုတ်တော်တယ်ဟုတ်လောက်တယ်။ဒါကြောင့်လေရွာသူရွာသားတွေကဝေကောင်းစားလာတွေဝတ်ပြီးတော့ကျွားလေးကိုသွားနေကြတာပေါ့။ကျုပ်ကလည်းကရင်ကြီးကကျွားလေးကိုခေါ်သွားတယ် ။သူပြောတာကသခင်မဆိုလားရှင်မဆိုလားအဲ့ဒါသွားတွေ့ပြီးမယ်။ကရင်ဝိဇုံနဲ့ဝေထားပြီးမယ်။ကျုပ်ကိုမြင်ဘူးတလို့။ပန်းပွားတွေဘာတွေနဲ့လှလှပပတော့မဟုတ်ဘူးဗျ။အများအပြည့်တော့အနည်းအနှံ့စင်းတွေ၊ကြက်သွေးရောင်အစင်းပါတယ်။အင်းကြီးရိုးရိုးတွေကိုဝေထားကြ။မိန်းကလေးတွေကရွှေထဲတွေတိတ်မဝေဘဲနဲ့ငွေနဲ့လှုပ်ထားတဲ့ဝေးထည်တွေ၊ကြေးနဲ့လှုပ်ထားတဲ့ဝေးထည်တွေကိုဝေထားကြ။ရွာကြီးကတော်တော်ကြီးကြီးပဲဗျ။မျိုးကလေးနှီးပါဖြစ်နေတယ်ကျုပ်တို့ရွာထက်တောင်မှပိုကြီးသေးတယ်ထင်တယ် ရွာလေလမ်းတိုင်းရှောင်းလာရင်နေတဖြည်းဖြည်းနဲ့လူလာပို့ပို့များလာရွာလေနားရောက်တော့ကြောက်သားနဲ့အထုထားတဲ့ကျွေးယုတ်ကြီးနဲ့ယုတ်ကလမ်းပြေးဝဲရမှာရှိနေတယ်ကျွေးယုတ်ကြီးတွေကတော့အသက်ဝင်လိုက်တာဗျာကျုပ်ဝုန်းကနေလှမ်းမြင်လိုက်တော့ကတကယ်ကျွေးကြီးတို့လိုထင်နေမိတာဗျကြီးတာကတော့အိမ်တလုံးစာလောက်ရှိကျုပ်ကတော့ခလေးပြီပြီဒီဝါကိုကျွေးနှစ်ကောင်ကျော်လို့စိတ်ထဲကနေနာမည်ပေးလိုက်မိကျွေးယုတ်ကြီးတွေကိုဖျက်ပြီးသွားတဲ့အခါမှာကွင်းမြင့်ကြီးတစ်ခုစီကိုရောက်သွားအဲ့ဒီကွင်းမြင့်ကြီးထဲမှာလူတွေကိုမနေဘူးဗျ ဝင်းရလေမှာမီးပွန်ကြီးတစ်ပုံရှိမီးပွန်ကြီးကလည်းကြီးလိုက်တာအင်းကြီးတစ်လုံးနေပါရှိတယ်ဗျမီးပွန်ဘေးနားမှာတော့အဖြူရောင်ဝှက်ထားတဲ့မိန်းကလေးတွေကကခုန်နေကြဆိုင်းတွေဘုံတွေတီးတန့်ကလည်းညံနေတာပဲဗျလူတွေကြားတဲ့ကြုတ်ကိုခေါ်သွားရင်းနဲ့နောက်ဆုံးမီးပွန်ကြီးရဲ့မြောက်ဖက်လောက်မှာရှိတဲ့တဲနန်းကြီးတစ်ခုတည်းကိုခေါ်သွားပါရောတဲနန်းကြီးကိုဝါကတ်တွေနဲ့ကာထားတယ်တချို့နေရာတွေမှာငပြောပြင်းတွေကိုအပင်လိုက်စိုက်ထားတယ်ငပြောပြင်းတွေကအသီးတွေအခိုင်တွေနဲ့ဗျ တနည်းရရမှာတော့ကြံပင်တွေကိုခြံစည်းအိုးကြီးလိုဖြစ်အောင်စိုက်ထားသည်အဲ့ဓာတွေဖြတ်ပြီးတော့တဲဖြူဖြူတွေခင်းထားတယ်။ကွင်းပြင်လိုဟာကြီးတွေရောက်သွားတယ်။အဲ့ဒီမှာတည်သားတွေနဲ့နန်းတော်ပုံစံအသေးစားစောက်ထားပြီးတော့အရှိဘက်မှာတော့မိန်းကလေးတွေထိုင်နေကြ။တလန်းလုံးလျှောက်လာတဲ့ကရင်ကြီးကမိန်းကလေးတွေရှေ့ရောက်မှရပ်တန့်သွားတော့တယ်။ဒေနန်းအင်ကြီးဖြူကြီးကိုဝှက်ထားပြီးတော့ကောင်းမောင်ငွေနဲ့လှုပ်ထားတဲ့တတက်ဖူလိုလိုချွန်ချွန်တက်တဲ့အရာကြီးစောင်းထားတဲ့မိန်းကလေးတယောက်ရဲ့အရှိမှာကရင်ကြီးကဒူးတုပ်ပြီးတော့ထိုင်ချလိုက် အဲ့ဒါအရှင်မဆိုတာပဲဖြစ်ကရင်ကြီးကကျုပ်ကို တွေးတဲ့အချိန်ရိုးသေးသေးကိုပြောနေတာဗျအဲ့ဒီအရှင်မကတော့ကျုပ်ကိုလှမ်းကြည့်ပြီးတော့အံ့ဩနေတယ်သူ့ကိုဘယ်လိုတွေးတာလဲဇွားထိတ်မှအိတ်နေတာတွေးလို့ခေါ်လာခဲ့တာပါအရှင်မသူကဒိုးနဲ့မအပ်ဆက်ပါဘူးဘယ်လိုဖြစ်လို့တွေးတဲ့လူကိုခေါ်လာခဲ့ရတာလဲကျွန်ုပ်လေဇွားထိတ်မှတွေးတာနဲ့ဘာလို့ရမှမသိလို့အရှင်မစီကိုခေါ်လာပြတာပါ ေးပေါ့လေသူရောက်တင်းလို့ရောက်လာတာပဲသူ့ကိုခေါ်ထားရမှာပေါ့သူတို့ပြောတာတွေကိုအကျိုးအတိတ်ပဲဖော်မရဘူးဗျမကြခင်အရှင်မဘေးနာကအပွေးတေးရောက်ကမတ်တက်ထားရလာရင်နဲ့ဟိုလေအရှင်မပွဲစားဖို့ချိန်ရောက်ပါပြီပွဲကိုစတင်ပါတော့အရှင်မကခေါင်းငိတ်နေဗျကျုပ်ကကရင်မဟုတ်ပေမယ့်ကရင်တွေလုတ်တဲ့ပွဲတွေကိုတော့အနေချင်းသိ အောင်ပွဲနှစ်တည့်ကူပွဲကောက်တည့်စားပွဲတွေကြုံဘူးပင်မယ်အခုသူတို့လုံနေတဲ့ပွဲတော်မျိုးတော့တခါမှကိုမမြင်ဘူးဘူးဗျအရှင်မကကျုပ်ကိုသူ့ဘေးနားမှာခေါ်ထားလိုက်အရှင်မလို့သာခေါ်ပြီမယ်သူ့အသက်ကအလွန်ဆုံးရှိလာ20 25နှစ်လောက်ပဲချောတာကတော့တော်တော်ချောတာဗျအသားကြီးကလည်းဝင်းအီနေရပဲထက်ထက်မဟုတ်လို့နန္တာလိုင်းတို့လှတယ်ဆိုတာဒီအရှင်မကိုဘယ်မိပါ့မလဲနမ်းမောင်းနေတဲ့ဇပင်ကြီးတွေကဒူးကောက်ကွေးလောက်ရှိမယ်ထင်နေဗျအဲ့ဒီတော့ငါချုပ်ကကလေးဆိုတော့ဘာတိမှလဲ ဒီမာကြီးတော်တော်လှတယ်ပေါ့ကျိုးတခုထူးဆန်းနေတာရှိတယ်ဗျအဲ့ဒါကတော့ဒီမာကြီးကအသက်ငယ်ပြင်မဲ့သူနာကလူတွေကြည်လာရင်အဖိုးကြီးအဖွားကြီးတွေကြီးပဲဗျဒီအဖိုးကြီးအဖွားကြီးတွေကအဲ့ဒီရှင်မကိုရိုးရိုးတေးတေးဆက်ဆံကြတချို့ဆိုရင်လက်အုပ်တွေပါတွေချိနေသေးတာဗျဝဲစားမယ်လဲဆိုရောကျွဲကျွေနှကောင်ကိုတပူပူနဲ့မှုတ်ကြဘားစီကြီးကိုလည်းတုံးတုံးနဲ့တီးပြန်အရှင်မနဲ့တခြားလူကြီးတွေကကုန်းကမှုကလေးတစ်ခုပေါ်ကိုတက်လိုက်ကြ ုံးဘော်ကကြည့်နေရင်အောက်ကကွင်းကြီးရဲ့မိဘုံကြီးရဲ့ကိုအတိုင်းသားမြင်ရကွင်းကြီးထဲမှာလူတွေကိုပြုတ်သိမ့်နေတာပဲဗျအဖြူရောင်ဝှက်ထားတဲ့လူတွေကအဖြူရောင်ချင်းစုဝေးနေပြီးတော့အနေရောင်ဝှက်ထားတဲ့လူတွေကတစုအနေရောင်ဝှက်ထားတဲ့လူတွေကတစုနဲ့ကြည့်ရတာလှတောင်လှနေပါသေးအရှင်မကမတက်ထားရပြီးတော့မိဘုံကြီးတဲ့ကိုမိဘွားစလိုလိုအလင်းလုံးကြီးနဲ့ပြစ်ထဲလိုက်တာမိဘုံကြီးကဟုံးကနေထားတောက်ပြီးတော့ပအဝင်းကျေတစ်ခုလုံးလင်းထိန်သွားတော့တယ်မိဘုံကြီးကမိတော့မီလီယံတွေကလည်း ကျန်းတပြားလောက်ထိကိုမီလီယံတွေထိုးတက်နေပါရောမိရာနဲ့လူတွေကပုံစံမျိုးစုံနဲ့ကာကွန်ကြကိုင်းနေရှိသမျှလူတွေအကုန်ကတာဗျသူတို့ကိုကြည့်နေတဲ့ကျုပ်တော်မှတဖြည်းဖြည်းကကျင်လာတယ်ဘေးနာကြည့်လိုက်တော့လေအကုန်လုံးကတယောက်တစ်မျိုးစီကိုင်းနေအောင်ကနေကြဒီမုံနေကြတဲ့ဒေသန်တွေကလည်းစိတ်ကိုမြူးကြွစေအားလုံးကာကွန်နေကြတာဆိုတော့နောက်ဆုံးကျုပ်ပါဝင်ပြီးတော့ကာကွန်နေမိမိဘုံကြီးဘေးမှာကာကွန်နေရင်တဖြည်းဖြည်းနဲ့ညာနဲ့လာတယ် တကောင်လုံးအကြောင်းမှာတော့ကခုန်နေတာကိုရက်လိုက်ကြ။အရှင်မကနေပြီးစလုံးတစ်လုံးလိုအရာတစ်ခုကိုယူလိုက်တယ်။စလုံးဆိုပေမဲ့ကြွေတွေဖန်တွေနဲ့လှုပ်ထားတာမဟုတ်။အိုးမိုးခွက်လိုအရာမျိုးနဲ့လှုပ်ထားတာ။အရွယ်စားကဘောလုံးတစ်လုံးစာလောက်ရှိ။တကယ်လို့ဒါကြီးသာအိုးမိုးခွက်ဆိုရင်အုံးသီးကြီးကလည်းတော်တော်ကြီးမဲ့ပုံလိုတွေးမိ။အရှင်မကအဲ့ဒီခွက်ထဲကိုပါဇက်ထဲကအကြီးတွေအန်ချလိုက်။အကြီးတွေက နိုးတွေလိုဖြူဖြူကြီးပြ။အဲ့ဒီကြီးတွေကိုဘေးနားကအဖိုးကြီးကိုပေးလိုက်တော့ အဖွားကြီးကအကြီးကိုအာဆွဆူယုံလေးတောက်ပြီးတော့အဖိုးကြီးတယောက်ကိုလက်ဆင့်ကမ်းလိုက်ပြန်အဖိုးကြီးကလည်းအရှင်မအန်ထားတာတွေကိုတောက်တယ်ဗျကျုပ်ပြေယုံလိုက်တာပြောမနေပါနဲ့တော့ကျုပ်ကိုအဲ့ဒါကြီးတိုက်မလားဆိုပြီးတော့တွေးပူနေမိကျုပ်ထင်းတဲ့အတိုင်းပါပဲအဖိုးကြီးအဖွားကြီးတွေကဒီခွက်တဲကနေအံဘတ်တွေကိုတောက်ပြီးတော့ကျုပ်စီကိုလှမ်းပြီးကျုပ်လည်းကရုံကရင်နဲ့ယူလိုက်ရခွက်တဲကိုငုံကြည့်လိုက်တော့စောစောကအံဘတ်ကြီးဖြူဖြူတွေကြားထဲမှာခရုခွန်တွေလိုလိုဟာတွေ လူမျက်လုံးလိုမျက်လုံးကြီးတွေလည်းပါတယ်။ကြီးလိုက်တာနဲ့အန်ဂျင်စရာကြီး။အရှင်မကကျုပ်ကိုအဲ့ဒီကြီးတွေကိုမော့တော့ဖို့ပြောတယ်။ကျုပ်တွန်းဆုပ်နေတဲ့အချိန်ကျုပ်ကိုခေါ်လာတဲ့ကရင်ကြီးကဒါကောက်ကြီးတစ်လက်ကိုဆွဲထုတ်ပြီးတော့ကျုပ်ဇက်ပိုးနားမှာအသင်းထောက်ထားလိုက်တယ်။ဒါမတော့ရင်ဓာတ်နဲ့ခုတ်မယ်ဆိုတဲ့သဘောမျိုး။ကျုပ်ကလည်းလူပဲဗျ။ကိုယ်တည်မှာတော့ကြောက်တာပဲ။ကရင်ကြီးရဲ့ဓာတ်ကိုတစ်ချက်လှမ်းကြည့်လိုက်ရင်ဒီဟာတွေကိုသူတို့တောက်တယ်လို့အဆွေုံလေးတောက်လိုက်မယ်ဆိုပြီးတော့တွေးမိ။ ခွက်ကိုပဇန်နာကပ်လိုက်တဲ့အချိန်မှာတော့အဖွားစောရဲ့အတန်ကိုကြားလိုက်ရကျုံရောဟုတ်လူတွေရောအကုန်လမ်းပြန့်သွားတယ်အဖွားစောကဘေကနေဘလို့ပေါ်လာမှမသိသူဝိနေကြတိုင်းရင်ပွန်းအင်ကြီးလက်ရှိနေအောက်ကအပွင့်အပေါက်တွေပါတယ်ထမိန်တထည်ကိုဝစ်စင်ထားတယ်အရင်ကပြင်သွားရင် တောင်ဝေလေးထောက်ပြီးတော့သွားရတဲ့အဖွားစောကအခုကြတော့တောင်ဝေမပါတော့အဖွားစောရဲ့ခြေထောက်တွေပြန်ကောင်းသွားတာလားလို့တွေးလိုက်မိအဖွားစောကအရှင်မဝှေ့ကြည့်ပြီးတော့ကရင်လိုပြောတာဗျာ ကျုပ်ဘွားမှာအဖွားစောကကရင်လိုပြောတာကိုတခါမှမကြားဘူးမမြင်ဘူးခဲ့။အဖွားစောကကရင်လည်းမဟုတ်ဘူး။သူတို့ကဗမာစစ်စစ်တွေ။အခုတော့ဘလို့လုတ်ပြီးတော့ကရင်လိုပြောတတ်ပါလေ။တကယ်တော့အဖွားစောကကရင်တွေကြားတဲ့နေပြီးတော့ကရင်စကားပြောတတ်ပုံရ။ကျုပ်တို့မသိအောင်ရှိုးထားတာနေမှာလို့တွေးလိုက်မိ။အရှင်မကအဖွားစောကိုအသိ။ဒီကိုဘာလာလောက်တာလဲဆိုပြီးတော့ကရင်လိုမေးတာဗျ။အဖွားစောကကျုပ်ကိုလက်ညှိုးထိုးပြီးတော့ဒီကလေးက ငါမီးလေးပါ၏ငါသူ့ကိုပြန်လာခေါ်တာပါ၏အရှင်မကဘာမှမပြောခင်မှာကျုပ်ကိုခေါ်လာတဲ့ကရင်ကြီးက"အိုးဗျာဒီကောင်လေးကဒီနေရာကိုရောက်တင်လို့ရောက်လာခဲ့တာပဲသူ့ကိုပြန်မပေးနိုင်ဘူး"အရှင်မကလည်းကျုပ်ကို ပြန်စေချင်ပုံမရဘူးဗျ"သူကရှင်းနှစ်ခါကြရင်ကိုရင်ဝိရမှာအေးငါနဲ့ပြန်လိုက်မှကိုဖြစ်မှာပါအေး မပေးဘူးဗျာမပေးဘူးဒီရွာကိုရောက်ပြီးတော့မှဒီတိုင်းပြန်ထွက်တော့လို့မရဘူးအဖွားစောကခေါင်းတညိမ့်ညိမ့်နေဗျအေးလေဒါဖြစ်ရင်လည်းပြီးတာပဲဒီလိုလောက်ပါလားဒီကောင်လေးကိုနင်းတို့ဖမ်းထားကြည့်လေနင်းတို့ဖမ်းလို့ရရင်နင်းတို့စီမှာခေါ်ထားပေါ့ကရင်ကြီးကကျုပ်ကိုအနောက်ကနေတိုင်းဖက်လိုက်ဒါပေမဲ့သူ့လက်တုတ်တုတ်ခိုင်ခိုင်ကြီးတွေကကျုပ်ကိုမဖက်မိပဲနဲ့လေကိုဖက်လိုက်ရသလိုမျိုးဖြစ်သွားပါလေရော ဘရင်ကြီးကမယုံလို့နောက်တခါထပ်ဖက်ကြည့်။သူ့လက်တွေကကျုပ်ကိုလုံးကိုဖျက်ချသွားတာဗျ။ဘရင်ကြီးကမကျေနပ်သေးဘူး။အနောက်ကိုခြေတလန်းနှလန်းဆုပ်ပြီးတော့ကျုပ်ကိုပြေးခုံအုပ်တယ်။သူခုံအုပ်လိုက်တဲ့အချိန်မှာကျုပ်ကိုလူတယောက်ယောက်ကဘေးကိုဆွေဆွဲလိုက်တယ်လို့ခန်းစားရပြီးတော့ကျုပ်ကဘေးကိုသုံးပေလောက်ရွေ့သွားတယ်။ခုံအုပ်လိုက်တဲ့ကရင်ကြီးကတော့မြေကြီးနဲ့မိတ်ဆက်သွားတာပေါ့ဗျာ။ကရင်ကြီးကတော့မကြေမနက်နဲ့လူလဲထပြီးတော့ဘေးနာကလူတွေကိုအော်ပြောရင်းနဲ့ကျုပ်ကိုဖမ်းခိုင်းပါလေရော ဘေးနားကအပိုးကြီးတွေအဖွားကြီးတွေပါကျုပ်ကိုဝိုင်းဖမ်းကြလူ၁၀ယောက်လောက်ဝိုင်းဖမ်းတာတော့မှကျုပ်ကိုမဖမ်းမိပဲနဲ့ဖြစ်နေတာဗျဟိုလူကဖမ်းလိုက်ဒီဘက်ကိုရောက်လိုက်ဒီလူကဖမ်းလိုက်ဟိုဘက်ကိုရောက်သွားလိုက်နဲ့ကျုပ်ကိုလိုက်ဖမ်းတဲ့လူတွေရဲ့အကုန်အယူးကြီးတွေလိုဖြစ်နေကြတော့တာ နောက်ဆုံးမောဟိုက်ပြီးတော့မြေပေါ်ပက်လက်လန်လဲကြကုန်တယ်အဖွားဆောင်ကခါထောင်ရင်းနဲ့နင်းတို့မောကုန်ကြပြီမဟုတ်လားငါပြောသားပဲဒီကလေးကဒီနေရာနဲ့မတန်ပါဘူးဆို။ နေတို့တရွာလို့ဝိုင်းဖန်လဲဖမ်းလို့မရမဲ့တူတူငါပဲပြန်ခေါ်သွားမယ်။ကရင်ကြီးကကုန်းထလာပြီးတော့တကောက်ကြီးကိုဆွဲထုတ်လိုက်။အရှင်မကကရင်ကြီးကိုလက်ကပြလိုက်ပြီးတော့။ထားလိုက်ပါ။သူ့ကိုသွားခွင့်ပေးလိုက်ပါ။အရှင်မကျိုးတို့စီရောက်ပြီးမှတော့ထွက်သွားလို့ဘယ်ရမလဲဗျာ။ဒီလိုထွက်သွားရောထုံးစံမှမရှိ။အရှင်ကမရှိပေမယ့်အခုတော့ရှိပါစေတော့။ကဲအဖွာစောသူ့ကိုခေါ်သွားပါတော့။ အရှင်မကအကျုပ်ကိုကြည့်လိုက်ပြီးတော့ကောင်းလေးမင်းနောက်ဆိုရင်အဲ့လိုမလုပ်ပါနဲ့တော့အဖွားစောကအကျုပ်ပခုံးကိုလက်နဲ့ကန်ပြီးတော့ရွာလန်းတိုင်ပြန်လျှောက်လာခဲ့ကျုပ်တို့အနောက်မှာလည်းကရင်ကြီးကမှုန်တီတီယုံနေလိုက်ပါလိုက်အဖွားစောကလည်းကျုပ်ကိုအဲ့လိုမလုပ်ပါနဲ့ဆိုပြီးတော့ထပ်ပြောတယ်ဘာကိုမလုပ်ခိုင်းတာလဲဆိုတာတော့ကျုပ်လည်းသေချာမသိရတော့အမှန်ပဲရွာဝင်သားအကြာကြီးလျှောက်ရတယ်ထင်ပေမဲ့ရွာလေးကပြန်ထွက်တော့ခဏလေးပါပဲဗျ အဖွားစောကကျုပ်ရှိကနေအရင်သွားတယ်။ကျွားဝင်ဝါဒကားလေးစီကိုရောက်တော့အဖွားစောကတံတားပေါ်ကနေလက်ခနဲ့ဖြတ်ကူးသွားပါလေရော။တစ်ဖက်ကန်းကနေကျုပ်ကိုလက်လန်းပြပြီးတော့ကျုပ်။အနောက်ကလိုက်လာတဲ့ကရင်ကြီးကလည်းသူမကူးတော့ပဲနဲ့ကျုပ်ကိုပဲကူးသွားလိုက်ဆိုပြီးတော့ပြောတယ်။ကျုပ်လည်းဝါဒကားလေးကိုဖြတ်ကူးလာခဲ့ရင်နဲ့တံတားလေးလည်းရောက်ရောအနောက်ကတယောက်ယောက်တွန်းချလိုက်သလိုခန်းစားရပြီးတော့စမ်းချောင်းလေးတဲ့ကိုဝုန်းကနေပြုတ်ချသွားတော့ကျုပ်လန့်ပြီးတော့ထအောင်မိရပြ။ မျက်လုံးပွင့်ကြည့်လိုက်တော့သာသနာဗိမာန်ထဲမှာရောက်နေတယ်။ကျုပ်ဘေးနားမှာရေဘူးလေးကလည်းလဲလို့ဗျ။ဒါဆိုအကျုံကြုံတွေ့ခဲ့ရတာတွေကအိမ်မှန်မှန်နေတာဖြစ်။သာသနာဗိမာန်တွေကထွက်လာခဲ့ပြီးတော့ကောင်းဝင်ကိုကြည့်လိုက်တော့နေကမွန်းအောင်မတည့်သေးဘူး။၁၇နှစ်လောက်ပဲရှိအောင်မယ်ထင်တယ်။ကျုပ်ခန္ဓာလေးအိပ်ပျော်သွားတဲ့အချိန်မှာအိမ်မက်ရှိကြီးမှန်းနေတယ်လို့ထင်မိ။ဒါနဲ့ဘုန်းကြီးကျောင်းဘက်ကိုပြန်ပြေးလာခဲ့တယ်ဗျ။တပြက်စီလဲနေတဲ့ဦးစင်တယောက်ကကျုပ်ကိုတွေ့တော့လှန့်သွားတယ်။ဟေးကောင်ကလေး မင်းဘယ်ရီရှောက်သွားနေတာလဲကွာဦးစင်းကဒေါသတကြီးနဲ့អော်တာဗျကျုပ်ဖြေဦးစင်းဒီလောက်ဒေါသထွက်သွားလိမ့်မယ်လို့မထင်မိဘူးကျုပ်ကိုလှူလိုက်တဲ့ဗိမုတ်တွေကိုခိုးစားတာတီးသွားလို့များဆူလာလားပေါ့ဟိုတပည့်တော်ဘယ်မှမသွားပါဘူးဗျာစွန့်ခံပြန်လာရင်းနဲ့မောတာနဲ့ဟိုသာသနာဗိမှန်အောက်မှာသွားအိတ်နေမိတာပါမင်းဘာရီရှောက်ပြောနေတာလဲကွာမင်းပြောင်းနေတာ၃ရက်ကျော်ပြီဆိုတာမင်းသိရဲ့လား ။ဦးစင်းပြောတာကြုံပြေကြုံတော့မကြုံနိုင်ဘူး။ဦးစင်းကကြောင်းပတ်လှည့်ပြီးတော့ငလင်းဒီမာကြီးလို့អော်လိုက်တော့မှចောင်းမော်ကဦးစင်းတွေကိုရင်တွေနဲ့ကျုပ်လိုចောင်းသားတွေပြေးစင်းလာကြ။ចောင်းသားလေးတယောက်ကတော့យွာတွေပြေးထွက်သွားတယ်ဗျ။သူတို့ကကျုပ်ကိုတယောတပေါင်းနဲ့ဝိုင်းမိကြ။တကယ်ပဲကျုပ်ပြောက်သွားတာသုံးရရှိပြီဆိုပဲ။ကျုပ်ကတော့ဗိမုတ်တွေစားပြီးတော့ခဏလေးအိတ်လိုက်တာပဲ။ဘလို့လှုပ်ပြီးတော့သုံးရကြသွားလဲဆိုတာနားမလဲတော့။မကြခင်အဖွားကကြောင်းထဲကိုပြေးဝင်လာတယ်။ကျုပ်ကိုတွေးတာနဲ့ဖက်ပြီးတော့ငိုတော့တာဗျ။ သူတို့ပြန်ပြောတာကတော့ကျုပ်ကိုရှာတာနှံ့နေပြီဆိုပြီးတကြောင်လုံးလှည့်ပတ်ရှာပြီးသလိုတရွာလုံးလည်းနှံ့နေပြီရွာနီးချုံဆက်ကစမ်းချောင်းတွေရေကန်းတွေလည်းရှာပြီးပြီဆိုပြီးနောက်ဆုံးဘယ်လိုမှမတွေ့တော့လို့လက်လျှော်လိုက်ရတာအဖွားကနဂရောမိအောင်ကိုတောင်သွားမိသေးတယ်နဂရောပြောတာကတော့ဘုန်းကြီးကျောင်းရဲ့အရှိတ်အယက်မှာရှိတယ်လို့ပြောတယ်။နောက်ဆုံးကြံရမရတော့လို့အဖွားစောကိုသွားပြောပြတော့မှအဖွားစောကဘာမှမဖြစ်ပါဘူး။ပြန်တွေ့မှာပါလို့ပြောတယ်ဆိုပဲဗျ။ကျုပ်ပြေဒီဖြစ်ကိုမတွေးမိအောင်ပါပဲ နောက်ဆုံးရဲရွာလူကြီးတွေရှိမှကြုံတွေ့ကြုံခဲ့ရတဲ့ဖြစ်ပျက်တွေကိုအကုန်စင်ပြောပြလိုက်ရလူကြီးတွေပြောတာကတော့ကျုပ်ကိုနှက်ဖွက်တာတွေပြတချို့ကလည်းအသူရက်ကဲရွာအပေရွာကြီးကိုရောက်သွားတယ်လို့ပြောကြကျုပ်ကတော့တမေးအိပ်ပြီးတော့အိမ်မက်မက်နေတာပဲထင်တာဗျအဖွားကကျုပ်ကိုစုံးမတယ်နောက်ဆိုရင်ဆရာတော်တွေတန်ဃာတော်တွေကိုရီမှန်းပြီးတော့လှူဒန်းလိုက်တဲ့အစားအစာတွေကိုအဲ့ဒီလိုခိုးဝတ်ပြီးတော့ဥပြပြမစားဖို့နဲ့စားခြင်းတောင်မှဥစဉ်တွေကိုပြောပြီးတော့ဥစဉ်တွေစွန့်မှစားဖို့ပေါ့ဗျာ ကြိုပြန်စင်းစားပြီးတော့မှကျွဲနဲ့ကောင်းရွာကအရှင်မပြောလိုက်တာလဲဒါဖြစ်မယ်ဗျဒါကိုနောက်တစ်ခါမတုံနဲ့ဆိုပြီးတော့မှားလိုက်တယ်မဟုတ်လားတကယ်လို့သာကြိုကနတ်ဘွက်ခံရတာအသူရကဲရွာကိုရောက်သွားတာမှန်ခဲ့ရင်ကြိုဒီဘက်လောကကိုရောက်လာတာအဖွားစောကယ်လို့ဗျကြိုမြင်တဲ့အတိုင်းအဖွားကိုပြောပြပေးမယ်အဖွားတော်မှမယုံပါဘူးဘလို့လို့ဖြစ်နိုင်မှာလေတဲ့အစောကသူ့အိမ်မှာသူနေနေတာဘလို့လို့ပြီးတော့အဲ့ဒီကိုရောက်သွားရမှာတဲ့ဘယ်သူပါပြောပြောကြိုကတော့ဂျုံပါတယ် အဖွားစောကကျုပ်ကိုကဲတင်ခဲ့တာပဲအဲ့ဒါတော့ကျုပ်ဘဝမှာတကယ်ဖြစ်ခဲ့မှုတွေအဖြစ်မှန်တစ်ခုပါပဲဒီเจ้าတွေပြန်တွေ့တိုင်းကုထိမနေတနေ့ကအဖြစ်ပြက်တွေလိုခန်းစားနေရတော့မှာပဲဒါကလေအဖွားစောနဲ့ပတ်သက်တဲ့အမတ်တရားတွေအများကြီးတွေကတခုခုဆိုပါတော့ဗျာပရိသတ်ကြီးများခင်ဗျာဇလန်လေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီခင်ဗျာနားဆင်အားပေးကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ